မြန်မာနိုင်ငံရခိုင်ကန်ယူရန်ဒေတာတွေမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရုံဝန်းနဲ့စူလူပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ခန့်မေကြီးအရှင်ကြောင့်ဒီကနေ့နိုဝင်ဘာ9ရက်ညနေပိုင်းထိခမ်းမန်းချက်မှာမြန်မာနိုင်ငံတဝန်းလုံးနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့စစ်ကောမရှင်လောက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။လာမယ့်နှစ်ရက်အတွင်းမန္တလေးတိုင်း၊စကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ပြီးမိုးကြီးမှဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့်မိုးနှောင်းကာလနောက်ပိုင်းကျော်အထိလေပြင်းရဲနဲ့ရောင်ဝန်ဖြစ်ပေါ်မှု အပူပိုင်းမုန်တိုင်းဖြစ်ပေါ်မှုတွေကြောင့်မိုးဆက်လက်ရွာသွန်းနေတာဖြစ်ပြီးစိုက်ပျိုးရေးလုံခြုံရေးသူတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့တောင်သူတွေစီကသိရပါဗျ။မိုးများလို့စပားထွက်နေတယ်၊စပားရိပ်ပြီးတော့ပဲပြိုးထားတဲ့တောင်သူတွေများတယ်။အခုမိုးရွာတော့ပဲခင်းရေဝင်လို့အပင်တွေရေမြုပ်နေတယ်။တချို့တောင်သူတွေစပားမရရသေးတာကြံတဲ့တောင်သူတွေရှိတယ်။ ဒီနေ့မိုးများတယ်ရာသီဥတုဖြတ်တယ်လို့ ERI တိုင်းဒေသရှိတောင်သူတူက ERI Times ကိုပြောပါရယ်ဒါအပြင်ကချင်နဲ့ချင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီရွှေရှားရနေရာတခြားမှာမိုးရွာသွန်းတာနေပြင်တိုက်ခတ်တာမိုးထစ်ချုံတာမိုးချုံပစ်တာပြင်းစည်းလက်တာနဲ့မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်ပါရယ် မြမကိုင်ရံတရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာတခါတည်းမိုးသက်နေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးနိုင်ကရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြစ်မှာရှစ်ပေကနေ10ပေအထိမြင့်တက်နိုင်မှာဖြစ်ပါတယ်။ရခိုင်ကိုင်ရံဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရဝန်းဟာလာမယ့်12နှစ်အတွင်းမြောက်အနောက်မြောက်ဘက်ကိုရေရှားနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုင်ရံဒေသတွေကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ လက်ရှိဆူလူပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းခန့်မေဂီဟာအနောက်နောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ပြီးတောင်တရုတ်ပင်လယ်ပြင်ကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ခန့်မှန်းထားတယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်